မကွေးတိုင်းမြန်မြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်တဲကြီးရွာကို အကြံဘက်စစ်တပ်ကမီးရှို့ဖျက်ဆီးပြီးစစ်ကြောင်းထိုးရန်ထွက်လာပြီးကြီးရွာခုနှစ်ခုကျော်မှထောင်နှစ်ချီသောပြည်သူများရွာလုံးကျိုးထွက်ပြေးနေရကြောင်းအညာမြေတပ်ပေါင်းစုမှတာဝန်ရှိသူတို့ကပြောဆိုထားပါနေရှင်။နွေမာလာ23ရက်နေ့ကမြန်မြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်ရှိတဲကြီးရွာနဲ့နတ်သက်ရွာဝင်းကျင်ရှိပြည်သူပိုင်နေအိမ်များကို ီးရှို့ဖျက်ဆီးခဲ့သောအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ယနေ့နိုဝင်ဘာလ25ရက်နေ့နနက်9:30မိနစ်ခန့်တွင်တဲကြီးရွာမှပြန်လည်ထွက်ခွာလာပြီးအနီးနားရှိကျေးရွာများကိုစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသိရပါသည်။ထိုးစစ်ကြောင်းသည်ယနေ့ညနေ4:20မိနစ်ခန့်တွင်မြိုင်မြို့နယ်ကျွဲတွင်းရွာနှင့်ကျောင်းမနအနီးကို ရောက်ရှိလာပြီး ြည်သည့်နေရာကိုဆက်လက်ဝင်ရောက်မိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလက်ရှိချိန်တွင်အကြံပတ်စစ်တပ်စစ်ကြောင်းကြောင့်ဂျေးရွာခုနှစ်ခုကျော်မှထောင်နှစ်ချီတော်ပြည်သူများဘေးလွတ်ရာထွက်ပြေးသိမ်းရှောင်နေရကြောင်းသိရှိရပါတယ်ရှင်အဆိုပါအကြံပတ်စစ်တပ်စစ်ကြောင်းဟာပြည်သူများကိုလေတေဆုံးသူအရေးအထက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းရင်းစစ်ကြောင်းသည် နိုဝင်ဘာလ16ရက်နေ့ကစတင်ပြီးမြိုင်ဆက်မှုနှစ်မှာ စတင်ထွက်ခွာလာကချေးရွာများကိုဆက်တိုက်စီးနင်းမိရှို့နေခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။